အင်္ဂလန်နိုင်ငံရဲ့သမိုင်းမှာအရန်ကိုနာမည်ကြီးခဲ့တဲ့ SS Great Eastern ဆိုတဲ့တင်မောကြီးရဲ့အကြောင်းကို ပြောပြပါမယ်။ဒီ SS Great Eastern ကို1858ခုနှစ်မှာ British Engineer Isambard Kingdom Brunel ကဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ဒီတင်မောကြီးကအဲဒီခေတ်ကာလတုန်းကကမ္ဘာပေါ်မှာအကြီးဆုံးတင်မောကြီးတစ်ခုဖြစ်ခဲ့ပြီးတော့လူ၄000ကိုလည်းတည်ဆောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အရှိက 211မီတာရှိတဲ့တင်မောကြီးဖြစ်ပြီးတော့သူ့ကိုဒဇင်းလုံးတန်နဲ့ပြုတ်လို့ထားတာဖြစ်တဲ့အတွက်သူ့ကို Iron Giant လို့လည်းနာမည်ကြီးတယ် Iron Giant လို့လည်းလူသိများကြပါတယ်ဒီတော့အတူတူပြောရမယ်ဆိုလို့ရှိရင်ဒီတင်မောကြီးရဲ့နာမည်က SS Great Eastern ဖြစ်တဲ့ဒီဇိုင်းကိုရေးဆွဲခဲ့တဲ့သူက Isambard Kingdom Brunan ဖြစ်ပြီးတော့သူ့ကိုတာဝန်ယူတိဆောက်ပေးခဲ့တဲ့သူက John Scott Russell ဖြစ်ပါတယ် တိစောက်ခဲ့တဲ့နေရာကတော့လန်ဒန်မြို့ရဲ့နာမည်ကြီး Thames မြစ်မှာပဲဖြစ်ပါတယ်။သူ့ကိုဖွင့်လှစ်ခဲ့တဲ့ခုနှစ်ကတော့1858ခုနှစ်ဖြစ်ပြီးတော့သူ့ရဲ့အရှိကခန်းမှန်112မီတာ692ပေးရှည်လျားခဲ့ပါတယ်။သူကအရန်ကိုလေးပြီးတော့သူ့ရဲ့တန်ချိန်မောင်းက18900တန်ချိန်လေးတယ်လို့လည်းသိရပါတယ်။သူကလူ၄000ကျော်ကိုတည်ယူနိုင်ပြီးတော့ကဘာတစ်ဝက်လောက်ထိကိုသွားနိုင်တဲ့ သင်းမော်ကြီးဖြစ်တယ်လို့လည်းသိရပါဗျ။ဒီသင်းမော်ကြီးကိုစတင်ပြီးတော့ဒီဇိုင်းရေးဆွဲခဲ့တဲ့ Example Kenton Brunan က Britain နိုင်ငံမှာနာမည်ကြီးတဲ့ engineer တဦးဖြစ်ခဲ့ပါဗျ။ သူရဲ့အိမ်မက်တစ်ခုလည်းဖြစ်တယ်။သူကဒီ SS Grade Britain ကိုတည်ဆောက်ဖို့ဆိုတာကသူရဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်။သူကဒီလေပေါ်မှာအဲဟိုပေါ့ကြောင်မီးသွေးပေါင်း15000တန်လောက်ကိုတည်ဆောက်နိုင်မှုလဲစီစဉ်ခဲ့တယ်။ပြီးတဲ့နောက်မှာမီးသွေးတွေထပ်ပြီးကြောင်မီးသွေးတွေထပ်မတင်တော့ပဲအဲ့ဒီအဲ့ဒီဟာအဲ့ဒီတန်ချိန်အတိုင်းတင်ထားခဲ့တဲ့15000တန်ချိန်အတိုင်းပဲကဘာဝက်ခွန်အထီကိုသွာလာနိုင်လိမ့်မယ်လို့လည်းသူကမျှော်လင့်ထားတယ်။ ပြီးတော့ခီးတဲ့တွေဂုံပစ္စည်းတွေအများကြီးအများကြီးအများကြီးတဲယူနိုင်တာကြောင့်ဒီသင်္ဘောကြီးဒါဆောက်ပြီးသွားလို့ရှိရင်ဒီသင်္ဘောကြီးကပင်လယ်ပေါ်ကမြို့တစ်မြို့ပင်လယ်ပေါ်က Crystal Palace တခုဖြစ်လာလိမ့်မယ်လို့လည်းဖော်ပြခဲ့တဲ့သတင်းစာတွေကဖော်ပြခဲ့ကြပါဗျာ ရန်နယ်ကလေဒီသင်္ဘောကြီးနဲ့ဗြိတိန်အာရှဩစတြေးလျအဲ့ဒီနေရာတွေကိုသွားမယ်ကုန်သွယ်ရေးအတွက်အဓိကလုံမယ်စီးပွားရေးလမ်းကြောင်းတစ်ခုလည်းဖြစ်နိုင်တယ်လို့သူကယုံကြည်ခဲ့တယ်။ပြီးလို့ရှိရင်ဗြိတိန်ကနေပြီးတော့တီရီလင်ကဓမ္မမဩစတြေးလျကိုသွားတယ်ခရီးစဉ်တွေလည်းပြုလုပ်မယ်ဆိုပြီးတော့သူကအများကြီးပြောလင်းထားခဲ့ပါတယ်။ဒီတင်မောကြီးကိုစောင့်မဲ့အရွယ်စားကအဲ့ဒီခေအဲ့ဒီအခြေအနေမှာရှိနေတဲ့တခြားတခြားသောတင်မောတွေထက်ပမာဏအားဖြင့်ခံမှန်း6ဆရာအောင်မှသူကကြီးမားတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ runner ဟာသူ့ရဲ့စိတ်ကူးအကြံဉာဏ်အတိုင်းပဲသူကဒီပင်လေရေနဲ့ပတ်သက်တဲ့လေတိဆောက်ရေးတွေသမောတိဆောက်ရေးတွေမှာအတွေ့အကြုံအများများတဲ့အရန်ကိုတော်ရင် engineer ကြီး John Scott Russell ကိုပြသခဲ့ပါတယ်ဒီလိုနဲ့ပဲ Brandon နဲ့ Russell နဲ့က SS Grade Eastern ကြီးကိုတိစောက်ဖို့အတွက်တိုင်ပင်ခဲ့ကြပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့အတန်ပြုချက်အတိုင်းသူတို့နှစ်ယောက်တိုင်ပင်ထားတဲ့အတိုင်း Eastern Steam Navigation Company ရဲ့ဥက္ကဋ္ဌတွေကိုသွားပြီးတော့သူတို့ရဲ့ဒီတင်မောကြီးရဲ့ဒီဇိုင်းတွေကိုလည်းတင်ပြခဲ့တယ်။တင်မောကြီးနဲ့စီးပွားရေးတွေအများကြီးလုပ်နိုင်မယ်ဆိုတဲ့အကြောင်းလည်းသူတို့ကတင်ပြပြီးတော့ရွှေ့နှွေးခဲ့တယ်။ဒီဟာကိုကုမ္ပဏီဘက်ကလည်းသဘောတူတယ်။သဘောတူလာပြီးတော့သူတို့တွေကဒီတင်မောရဲ့အစိပ်အပိုင်းအစိပ်အပိုင်းလေးတွေကိုဒီဇိုင်းဆရာတွေကိုခေါ်ပြီးတော့သူတို့ကတာဝန်တွေခွဲတယ်။ ီးတော့တာဝန်တွေခွဲတယ်ဘယ်သူကဘယ်နေရာဘယ်သူကဘယ်နေရာဆိုပြီးတော့အဲဒီဇိုင်းတွေဆွဲတယ်တေးသေးချာချာအလုပ်သမားတွေနဲ့တည်ဆောက်ခဲ့တယ်အဲသူတို့စိတ်ကူးရင်အိမ်မက်ထဲကအတိုင်းပဲတန်ပေါင်းတန်ချိန်ပေါင်းများစွာနဲ့သူတို့တည်ဆောက်ခဲ့တာပါ လျှက်အရွယ်စားလည်းအရန်ကြီးတယ်လိုအပ်ချက်ပမာဏတွေကလည်းအရန်များတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီခေတ်တုန်းကအခြေအနေနဲ့ဆိုလို့ရှိရင်ပစ္စည်းတွေတည်ယူပို့ဆောင်မှုဆိုတာကတခြားဆက်ပစ္စည်းတွေကလည်းမဖွင့်မြိုသေးတဲ့အခါကျတော့လှုပ်အားကိုအများကြီးတုံးရတာပေါ့လေအဲ့အတွက်ကြောင့်မို့လို့အခက်အခဲတွေလည်းရှိတယ်ပြဿနာတွေလည်းအများကြီးရှိတယ်လူသားတွေကိုယ်တိုင်ကလည်းတည်ပိုးနေရတာပေါ့နော်ဒီတန်ချိန်ပစ္စည်းတွေကို ဆိုတော့အဲ့ဒီလိုမျိုးတိဆောက်တင်မောယူတိဆောက်နေတဲ့အချိန်မှာလည်းအထီးခိုက်တွေရမ်းများခဲ့တယ်လူသေးဆုံးမှုတွေလည်းရှိတယ်အလုပ်သမားတွေကမတော်တဆလုပ်ငန်းဝင်မတော်တဆမှုတွေနဲ့သေဆုံးခဲ့တာတွေလည်းရှိတယ်လို့သိရပါတယ်ဒီလိုနဲ့ပဲဒီ SS Great Eastern ကြီးကို1859ခုနှစ် November လ3ရက်နေ့မှာ launch လုပ်မယ်ကြေညာမယ်ဖွင့်လှစ်တော့မယ်ဆိုပြီးတော့သူတို့ကစီစဉ်ထားခဲ့တယ် တင်မောကြီးကိုစတင်ပြီးဒီဇိုင်းဆွဲစတင်ပြီးတော့အကောင့်ထဲပေါ်တဲ့ကာလကလေးကသတင်းစာတွေမီဒီယာတွေကလည်းအများကြီးအများကြီးဖော်ပြခဲ့တဲ့အတွက်လူတွေအကုန်လုံးရဲ့စိတ်ဝင်စားခြင်းကိုလည်းခံနေရတာပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာပဲဒီတင်မောကြီးကို launch လုပ်မယ်လဲဆိုလဲဆိုရော November လ3ရက်နေ့မှာပဲဒီပွဲကြီးကိုလာကြည့်ဖို့အတွက်လူတွေအများကြီးကလည်းဒီ things မြစ်ကမ်းသားကိုရောက်လာခဲ့တယ်ပြီးကြတော့ဗြိတိန်နိုင်ငံမှာရှိတဲ့အာတန်မတ်တွေလည်းလာကြည့်ခဲ့ကြတယ် ဒါပေမဲ့လေတဲ့ဒီ launch လုပ်တဲ့ပွဲကြီးကမအောင်မြင်ခဲ့ဘူးလို့ပြောပါတယ်။ launch လုပ်ဖို့ပြင်ဆင်နေတုန်းအချိန်မှာပဲအထဲထဲမှာအလုပ်သမား၂ယောက်ကအလိုတန်တုံးနေနဲ့ပြိမိပြီးတော့တေဆုံးသွားတယ်ပေါ့နော်အထိကိတန်ရရတဲ့သူတွေလည်းရှိတယ်ပေါ့အဲ့လိုအခြေအနေဖြစ်ခဲ့တဲ့အတွက် launch လုပ်တဲ့ဟာကိုခိတရက်ခဲ့ရပါတယ်ဒီအဖြစ်ပြကြောင်မဲ့လူတွေကဒီ great instant ကို ဒီတင်မောကြီးကကံမကောင်းတဲ့တင်မောကြီးပဲဖြစ်ရမယ်ဆိုပြီးတော့ယူဆခဲ့ကြပါတယ်။တင်မောကိုဒီဇိုင်းရေးဆွဲခဲ့တဲ့ brand ကဒီ launch လုပ်တဲ့ဟာကိုစိတ်ပြအားရမှုလည်းမရှိဘူး။သူကထပ်ပြီးတော့လုံမယ်ဆိုပြီးတော့1858ခုနှစ် January လမှာ launch ကိုထပ်လုပ်ဖို့သူကပြန်ပြီးပြင်ဆင်ခဲ့ပါတယ်။ဒီတစ်ခါပြင်ဆင်တဲ့အချိန်မှာတော့ပထမတစ်ခါလိုမျိုးလူကိုမထိခိုက်ဖို့အတွက်လုပ်သားတွေကိုမထိခိုက်ဖို့အတွက်သူတို့တွေကတည်တည်ချာချာပြင်ဆင်ကြရတယ် ဟိုတခြားလိုအပ်တဲ့ပစ္စည်းကိရိယာတွေအများကြီးအများကြီးကိုဝယ်ပြီးတော့တည်ယူပြီးတော့ဒီထဲမှာပြင်ဆင်ရတယ်ထိခိုက်နေရမှာပေါ့เนาะဆိုတော့အဲ့လိုတွေလိုရတဲ့အခါမှာငွေရလိုတယ်လေငွေရလိုတော့တင်မောကလည်းတာမန်တင်မောလည်းမဟုတ်ဘူးအရင်ကကြီးမားတဲ့တင်မောဆိုတော့လိုအပ်တဲ့ငွေပမာဏလည်းများတာပေါ့နော်ဒီလိုနဲ့ပဲသူတို့တွေကသူတို့ကုမ္ပဏီတစ်ခုတွေကနေပြီးတော့မနိုင်တော့တဲ့အတွက်ကြောင့်မို့လို့အဲကုမ္ပဏီကဟိုကနေငွေယူဒီကနေငွေယူအဲ့လိုချင်းငွေတွေအများကြီးယူပြီးတော့ ဒီ demo ကြီးကို launch လုပ်ခဲ့ရတယ်။ဒါပေမဲ့လည်းဒီဒုတိယတစ်ချိန် launch လုပ်တာလည်းပြတ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ demo ကြီးအတွက်အများကြီးအများကြီးပြင်ဆင်ထားရတဲ့ဈေးစကားတွေကလည်းဖြည့်စည်းရယ်။ပြီးတော့သူကစပြီးတော့ထွက်တဲ့အချိန်မှာပဲဆက်ချုပ်ရင်းသွားဆက်ချုပ်ရင်းမှုတွေလည်းဖြစ်ခဲ့တယ်ပေါ့နော်။အဲ့လိုနဲ့ပဲဒုတိယတစ်ချိန် launch လုပ်တာလည်းမအောင်မြင်မြန်ပါဘူး။ ီလိုနဲ့ပဲတင်မောကြီးကိုအားမလျှော့ကြပဲနဲ့တတိယတကြိမ်လောင်းရှလိုကိုစီစဉ်ကြပြန်ပါတယ်။အဲ့ဒါကတော့1858ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ဖြစ်ပါတယ်။အဲ့တော့အဲ့ launch ပြုလုပ်တဲ့နေ့ကနေပြီးတော့စပြီးစူးစမ်းလိုက်တာတင်မောကြီးက3လလောက်ကြာတော့မှပဲရေထဲကိုဆင်းနိုင်ခဲ့တယ်။အဲရေထဲကိုဆင်းနိုင်ခဲ့တယ်ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းပေါ့နော်အဲ့လို launch လုပ်တာအောင်မြင်သွားတယ်ပေါ့။အဲဒါပေမဲ့လည်းဒီတင်မောကြီးကိုဒီဇိုင်းရေးဆဲခဲ့တဲ့ဘူနယ်ကကြာတော့ 1859ခုနှစ်မှာပဲအဲသူကသူ့ရဲ့ယောဂတချို့နဲ့သူကတည်ဆုံးသွားတယ်ပေါ့နော်သူ့ရဲ့တင်မောကြီးအောင်မြင်သွားတဲ့အချိန်ကြာရှုံးသွားတဲ့အချိန်အဲ့ဒါတွေကိုသူဘာမှမသိလိုက်ဘူး launch လုပ်ပြီးတော့နောက်တစ်နှစ်မှာပဲသူကသူ့ရဲ့ယောဂကြောင့်သူကတည်ဆုံးသွားခဲ့ပါတယ် launch လုပ်တာအောင်မြင်ပြီးတဲ့နောက်မှာ SS Great Eastern ကို Floating Palace လို့ခေါ်ခဲ့ကြတယ်တင်မောရဲမှာအခန်းမောင်းတစ်ထောင်ကျော်ပါတယ်အပူပေးစနစ်တွေပါတယ်ရေချိုးခန်းတွေပါတယ်ပြီးတော့တကားအလှလေးအများကြီးနဲ့ပါတယ်ပေါ့နော် ။ဒါမဲ့လည်းအရန်ထူးဆန်းတဲ့ဒီ SS grade instant ကစီးပွားရေးအနေနဲ့အောင်မြင်မှုမရခဲ့ပါဘူး။ตัวอ่ะบาเปิ้ลโหลเลยสรแล้วติมอีอ่ะเลยยันนี่จี้เลยติมอดีซาวตรงอ่ะเลยลูกดิเตจาเลยลอนช์โหลตรงอ่ะเลยลูกดิเตจาเลยสรลูกตะชู่อ่ะเลยดีติมออยู่ไม่ซี้แย่จ๋าอ๋อปะเนาะ ဒီတော့တို့က launch လုပ်တာလဲအောင်မြင်သွားပြီဖြစ်တဲ့အတွက်ဒီသင်္ဘောကြီးကိုစီးပွားရေးအနေနဲ့စပြီးတုံးတော့မယ်ဆိုတဲ့အချိန်မှာဒီသင်္ဘောကြီးနဲ့တို့ကသွားတယ်သွားတဲ့အခါမှာအမေရိကကိုတို့ကသွားကြမယ်ပေါ့နော်ခကြီးတွေတင်မယ်သွားမယ်ဒါမဲ့လေလေဘာဖြစ်လဲဆိုတော့သင်္ဘောကြီးကအရန်ကြီးတဲ့အတွက်ကြောင့်မလို့စိတ်ကန်းတိုင်းစိတ်ကန်းတိုင်းကိုတော့မကတ်နိုင်ဘူးတချို့စိတ်ကန်းနေရာဒီလောက်ကြီးမားတဲ့သင်္ဘောကြီးအတွက်နေရာမလောက်တာတော့ဟိုသင်္ဘောကြီးအတွက် အဆင်မပြေတာတို့အဲ့လိုမျိုးတွေစိတ်ကန်းအတွက်အဆင်မပြေတာတို့အဲ့လိုအခြေအနေတွေနဲ့အများကြီးရင်ဆိုင်ရတဲ့အတွက်ကြောင့်မို့လို့စီးပွားရေးအနေနဲ့ကပထမဦးဆုံးလုပ်တဲ့စီးပွားရေးအနေနဲ့ကတော့လုံးဝကိုကြာရှုံးသွားတယ်လို့ပြောရမှာပေါ့နော်သူရဲ့ပထမဦးဆုံးခရီးစဉ်ကတော့1860ခုနှစ်မှာပဲဖြစ်ပါတယ်1860ခုနှစ်မေလမှာ Liverpool ကနေ New York ကိုပထမဦးဆုံးခရီးသွားခဲ့တယ်အဲ့ဒီခရီးစဉ်မှာပဲလမ်းမှာ boiler explosion ဖြစ်ပြီးတော့ဟိုတင်မိုးကြီးတွေမှာမီးတွေလောင်သွားတယ် မိလာပြီးတော့လူ9ယောက်တည်ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့ပဲတင်မောကြီးရဲ့ပထမအဦးဆုံးခရီးစဉ်ဟာလည်းပျက်စီးသွားခဲ့ပါတယ်။ဆိုတော့လူတွေရဲ့တောက်ရုံမှုတွေစိုးရိမ်မှုတွေကပိုပိုပြီးဆိုးလာတာပေါ့နော်။အဲ့ဒီခရီးစဉ်ကလမ်းတစ်ဝက်ကနေပြန်လှည့်လာရတယ်။အဲ့လိုပြန်လှည့်လာတဲ့အချိန်မှာပြန်ရောက်လာတဲ့အချိန်မှာပဲဒီသင်းမောကြီးရဲ့တည်င်းနေရာ ပြန်နေခဲ့ပြီ။လူတွေအကုန်လုံးကဒီသင်းမောကြီးကို The Cost Levy တန်လို့ခေါ်ကြတယ်။ဟို ကြောက်စရာကောင်းတဲ့တင်မောကြီးပြီးတော့ဒီတင်မောကြီးတည်းကနေပြီးတော့အော်တန်နေကြတယ်ခေါ်တန်နေကြတယ်အဲ့လိုမျိုးလည်းပြောကြပါတယ်အဲ့လိုနဲ့မိလောင်ပြက်စီးသွားတယ်တင်မောကြီးကိုပြန်ပြင်ရပြန်ရောပြန်ပြင်တော့လည်းအဲကုံကြစိတ်တရားပို့ပြီးတော့တက်လာတာပေါ့သူ့ကို launch လုပ်တော့ပြက်စီးသွားတဲ့တံမိုးတွေဟိုအကျွေးတွေကလည်းကုမ္ပဏီမှာပြနေပြီလေအဲ့တော့အခုမီလောင်ပြီးတော့ပြက်စီးလာတော့လဲသူ့ကိုပြန်ပြီးပြုပြင်ရတယ်ဆိုတော့ ကုမ္ပဏီကဒီအကျွေးတွေကိုလုံးဝမဆက်နိုင်တော့ဘူးစီးပွားရေးနွန်နှစ်သွားပြီဆိုတဲ့အချိန်မှာအကျွေးနွန်နှစ်သွားပြီဆိုတဲ့အချိန်မှာဒီသင်းမော်ကြီးကိုသူတို့ကရောင်းရတော့မှာပေါ့လေအချိန်မှာသင်းမော်ကြီးရဲ့တန်ဖိုးကလည်းတဝက်လောက်ကျသွားပြီဘာဖြစ်လို့ဆိုတော့သူကနာမည်ဆိုးနဲ့ကြော်ကြားနေပြီဒီသင်းမော်ကအဆင်မပြေဘူး launch လုပ်တော့လည်းမအောင်မြင်ဘူး နောက်ပြီးတော့ပထမဦးဆုံးခရီးစဉ်မှာလည်းမအောင်မြင်မှုဖြစ်တဲ့အတွက်သူ့ရဲ့တန်ဖိုးကကျသွားပြီလူတွေရဲ့စကားထဲမှာလည်းဒီတင်မိုးကြီးရဲ့မကောင်းကြောင်းပါပဲပုံများနေတာဖြစ်တဲ့အတွက်လေကိုပြန်ရောင်းမယ်ဆိုလို့ရှိရင်တော့တန်ဖိုးကတဝက်လောက်ကျသွားပါပြီဒီလိုနဲ့ပဲကြားထဲမှာလို့လက်ဆင့်ကမ်းပြီးဝယ်တဲ့ကုမ္ပဏီတွေရှိတယ်။နောက်အဲ့ဒီကုမ္ပဏီတွေနဲ့လည်း မအောင်မြင်ဘောလေးတမောပြီးကိုခီးတဲ့တွေတင်ပြီးတော့အဲ့လိုမျိုးခီးထွက်တယ်နိနနာပေါ့နော်အဲ့လိုတွေသွားကြတယ်သွားတဲ့အခါမှာလည်းဘာတွေဖြစ်လဲဆိုတော့ဒီလုတ်သားတွေကဒီလူတွေကအကုန်လုံးကတမောစီးဖို့ဆိုတာဒီတမောကြီးကနာမည်ကြီးနေတော့တမောကြီးကိုကြည့်ဖို့ဆိုပြီးလာကြတာပေါ့လာတော့အဲ့ဒီမှာတမောပေါ်မှာပါတဲ့လုတ်သားတွေစိတ်ကန်းဝင်နှန်းတွေကဘာတွေလုပ်လဲဆိုတော့လာကြည့်တဲ့လူတွေစီကနေပြီးတော့အဲ့လိုလာကြည့်ခါဝင်ကြီးလိုမျိုးပေါ့လေအဲ့လိုမျိုးတွေကောက်ကြတယ်ကောက်ခံကြတဲ့အချိန်မှာအာမပြဿနာတွေတက်ရန်နေဖြစ်အဲ့လိုမျိုးစကားတွေများကြပြီးတော့ ဒီ demo ကြီးကပို့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 ပြီးတော့နာမည်ကပြက်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 လာခဲ့တာပေါ့နော်ဒီလိုနဲ့1865ခုနှစ်မှာတော့ဒီ British government ကဒီ demo ကြီးကိုဝယ်လိုက်တယ်ဝယ်ပြီးတော့သူကကေဘယ်ကျိုးတွေပေါ့နော်တယ်လီဖုန်းကေဘယ်ကျိုးတွေကိုတင်ပြီးတော့ဟိုခီးတင်မယ်ဆိုတော့စိတ်ကူးနဲ့ဝယ်လိုက်တယ်တုံးပြူတယ်အဲ့လိုနဲ့ 1866ခုနှစ်မှာ Atlantic Ocean ကိုဖြတ်တဲ့ဒီ communication cable ကိုတင်တဲ့အချိန်မှာအောင်မြင်ခဲ့တယ်။ဒီခီးစဉ်တစ်ခုကတော့အောင်မြင်ခဲ့တယ်ပေါ့လေ။အာဒီ Great Eastern ရဲ့နာမည်ပြန်ရသွားတဲ့အချိန်ပေါ့။ဒါပေမဲ့လည်းဖြစ်ချင်တော့အဲ့ဒီလုပ်ငန်းပြီးသွားပြီဆိုတာနဲ့ဒီတင်မိုးကြီးကိုဘာတော့မှမသိတော့ပြန်ဘူး။အဲ့တော့တင်မိုးကြီးကပြန်ပြီးတော့ရက်သွားပြန်ရောပေါ့လေ။ကဲဒီလိုနဲ့ပဲဒီတင်မိုးကြီးရဲ့ တက်တန်းကြာလာပြီဘာမှလည်းတုံးလို့မရဘူးမေမေရရဆိုတဲ့အချိန်မှာအလုံးရဲ့ဆုံးဖြတ်ချက်နဲ့ပဲဒီတင်မောဘာလုပ်မလဲဆိုပြီးတော့ဖြတ်စည်းကြမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဖြတ်စည်းပြီးတော့ဒီထဲရပစ္စည်းတွေတန်နေကိုရောင်းရမယ်ပေါ့နော်ဆိုတော့အချိန်မှာ1888ခုနှစ်မှာဒီတင်မောကိုလီဗာပူးကိုယူသွားပြီးတော့လီဗာပူးမှာပဲဖြတ်စည်းဖို့ပြုလုပ်ခဲ့ပါတယ်အဲ့လိုဖြက်စည်းဖို့လုပ်နေတဲ့အချိန်မှာပဲအဲတန်တုံးတွေရဲ့အောက်မှာလူအရိုးတွေတွေ့ရဲ့ ေါ်တန်နေလဲကြားတယ်ဆိုတဲ့သတင်းတွေပေါ်လာခဲ့ပါတယ်ပြီးတော့ဒီသင်းမောကြီးရာလေး17နှစ်လောက်ကြောင်လို့နားထားရတယ်ဘာမှမလုပ်ရဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ဒီသင်းမောကြီးရဲ့အောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ marine life ပေါ့နော်ဒီပင်လယ်ထဲမှာနေတဲ့တရှိတတဝါလေးတွေကတော်တော်များများတောင်မှဟိုဒီတင်မောကြီးရဲ့အရေးကိုခိုးပြီးတော့မွေးဖွားပောက်ဖွားနေကြတာတောင်ဖြစ်တယ်တဲ့တင်မောကြီးကလေရဟူကြည်လုံးတော့သူ့ကိုဖျက်ဖို့အတွက်ကိုလေ18လတောင်ကြာတယ်လို့ပြောပါတယ် င်မောကြီးကိုဖြတ်တဲ့အချိန်မှာပဲအဲဒီတင်မောကြီးတွေကတည်းရအရန်ခြောက်တယ်ဆိုတော့သတင်းတွေကပို့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 ပြီးတော့ပြန်လာခဲ့တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တင်မောဖြတ်နေစဉ်အချိန်တွင်းမှာပဲဒီတန်တုံးတန်ခဲတွေကြားတဲ့အောင်တန်နေကြတယ်။အောင်တန်နေကြလို့အဲဒီနေရာတွေကိုဖြုတ်လိုက်ပြီးတူးခေါ်လိုက်ပြီးဆိုလို့ရှိရင်အဲထဲမှာလူရိုးစုတွေတွေ့တယ်။အဲအဲဒီဓာရီကဖြစ်နိုင်တာကတော့ဒီတင်မောတီချောင်းရင်းနဲ့တန်တုံးတွေညက်ပြီးပြီးတော့တည်သွားတဲ့အလုသမားတွေဖြစ်နိုင်တဲ့အယူအဲဒီလူသမားတွေရဲ့အယူတွေဖြစ်နိုင်တယ်ပေါ့လေ။ဆိုပြီးတော့သတင်းတွေကထွက်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ British စာရေးဆရာတွေကလည်းမျိုးစုံရေးကြတယ်ဗောလေတချို့ကလည်းဒီတင်မော့တိဆောက်တော်ငွေကင်စီတယောက်ကဗိုက်ဆန်နေရွေးပြီးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းလည်းထွက်ခဲ့ပြီးတယ်ဗောလေတကယ်တကယ်တမ်းဒီလူကငွေကင်စီကထွက်ပြေးသွားတာမဟုတ်ဘဲနဲ့အသက်ခံရပြီးတော့ဒီတင်မော့ထဲမှာပဲသူ့ကိုမြုပ်နှံထားတာမဖြစ်နိုင်ဘူးလားအဲအဲ့လိုမျိုးမရေရာမတေချာတဲ့သတင်းတွေလည်းအများကြီးအများကြီးထွက်ပေါ်ခဲ့ပါတယ်ခုချိန်မှာတော့ဒီ SS Great Eastern ကတော့ဘာမှမရှိတော့ဘူးပေါ့နော်။သူ့ကိုဖျက်ဆီးတော့ကကြမ်းခဲ့တယ်။အစိပိုင်းတချို့ကတော့ Liverpool Maritime Museum နဲ့ Manuel Museum London တို့မှာပြသထားတယ်လို့ဆိုပါတယ်။ပြီးတော့ဒီသင်္ဘောကြီးရဲ့ engine ဘိုင်းနဲ့ဆိုင်တဲ့တချို့လည်းတမိုင်းပြလိုက်တချို့မှာထိမ့်သိမ်းထားတယ်။ Maritime Museum တချို့ထဲမှာထိမ့်သိမ်းထားပါတယ်။ ပြီးတော့ဒီတင်မောကြီးရဲ့ Great Eastern ဆိုရဲနာမည်ပေါ့အဲ့နာမည်ရိုက်ထားတဲ့တန်ကြားကြီးကိုလည်း London Science Museum မှာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်ပြီးတော့ဒီတက်သားပိုင်းလေးတွေလည်းတက်သားပိုင်းလေးတွေဒီတင်မောမှာလည်းတချို့နေရာတွေကတက်သားလေးတွေနဲ့လှုပ်ထားရတယ်ရှိတော့အဲ့ဒီတက်သားလေးတွေတချို့ကိုလည်းပြန်ပြီးတော့ယူပြီးတော့ဆူဗီနီးယားလေးတွေလှုပ်ပြီးတော့ရောင်းနေကြတာလည်းဖြစ်ရှိပါတယ် ီးတော့တင်မောကြီးရဲ့ဓာတ်ပုံနေပြီးတော့ဒီဘရူနယ်ရေးဆွဲခဲ့တဲ့ဒီဇိုင်းနေအမှတ်တမ်းလေးတွေအဲ့ဒါတွေအားလုံးကိုတော့ National Maritime Museum Greenwich နဲ့ Bristol ရဲ့ပြလိုက်တင်ပါလေရှိတယ်လို့ဆိုပါတယ် ချိန်တုန်းကရန်ကိုနာမည်ကြီးပြီးတော့ရန်ကိုမျှော်လင့်ခဲ့တယ်။စီးပွားရေးအရာလည်းတိတ်ကိုအောင်မြင်မယ်ဆိုပြီးတော့ယူဆခဲ့ကြတယ်။တင်မောကြီးကအခုဆိုလို့ရှိရင်တော့ဒစိတ်တစ်ပိုင်းလေးတွေဟာအများကြီးအများကြီးကွဲထွက်သွားပြီးတော့တမိုင်းပြလိုက်တည်တယ်မှာပဲအမှတ်တရဖြစ်အကျန်ရှိနေတော့တာဖြစ်ပါတယ်။ SS Greek Eastern ရဲ့အကြောင်းကိုလာရောက်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။